ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမန်ချန်းကနေကြိုဆိုပါရစေစပားကိုယူရိုပါလိဖိုင်နယ်ကိုရှုံးအပီးမှာနီးပြအရူပင်အမိုရင်းကပွဲအပီးပြောခဲ့တဲ့အကြောင်းအရာတွေရှိတယ်အဲ့ဒီတဲကမှာကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတချို့ကိုကျွန်တော်ပြောကြည့်အောင်အဲ့ဒါဘာလဲဆိုတော့အမိုရင်းကပေါ့နော်အကယ်လို့ပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ပရိသတ်တီနဲ့ယူနိုက်တက်ရဲ့ဘုတ်ဖွဲ့ဝင်တွေကကျွန်တော်သားမန်ချက်စတာယူနိုက်တက်ရဲ့တင့်တော်မှန်ကန်တဲ့နီးပြတက်ရောက်လို့မခံစားရဘူးဆိုရင် ဘာရော်ကြီးကိစ္စမှမပြောဘဲနဲ့ကိုပဲကျွန်တော်နောက်နေ့ချက်ချင်းထွက်သွားပလိုက်မှာပေါ့အမေရိကျွန်တော်ကလွယ်လွယ်နဲ့အရှုံးပေးတဲ့သူမဟုတ်ဘူးဖတ်မအနှုတ်ထွက်မှလည်းမဟုတ်ဘူးဆက်ပြီးတော့ရှိမယ်ပေါ့နော်ဆိုပြောသွားတယ်ဆိုတော့ဒီနေရာမှာဒါအပြင်သူကပေါ့နော်မန်ချက်စတာယူနိုက်တက်ကိုလက်ရှိသူကင်တွင်နေတဲ့ပုံစံတိုင်းလုံယိုးလုံးစင်ဒီဟာလုံးဝပြောင်းလဲမှာမဟုတ်ဘူးဆိုပြီးတော့သူပြောသွားတာလည်းကျွန်တော်ပါသေးတယ်ဆိုတော့အတင်းတွက်ကတော့အများကြီးစဉ်းစားစရာဖြစ်နေပြီအများကြီးစဉ်းစားစရာကျွန်တော်ဖြစ်နေပြီဘာလို့လဲဆိုတော့ ကျွန်တော်ပြည်သက်အများစုကလက်ရှိအမိုးတင်ကျွန်တော်ကတော့ဗျအမှန်တမ်းပြောရင်ဘယ်လိုပြောမလဲနီးပြားတရားကိုစောစောစီးစီးအပြစ်မြင်တာမျိုးတော့မဟုတ်ဘူးပေါ့နော်အမိုးတင်ကိုကျွန်တော်ဘယ်လောက်ထိထောက်ခံတယ်လဲလဲကျွန်တော်တို့ပြည်သက်အများစုသိကြမှာပဲဒါပေမဲ့လို့အမိုးတင်ပြောတယ်လို့မျိုးသူ့ကစားပုံကိုဒီအမျိုးကလွှဲရင်လုံးဝပြောင်းလဲဖို့မရှိဘူးဆိုတာယူနိုက်တက်အနာဂတ်တဲ့လေးစရာကြီးတော်ရှင်လေးစရာကြီးဘာလို့လဲဆိုတော့ကျွန်တော်တို့ကစားပုံကြီးဆိုတာပရီးမီးယားလိမ့်မှာမရဘူးဗျာတိလား ဗာဒီယိုလာတို့တော့မှ3 3 3241ဒီကိုမိတ်ဆက်ပြီးတဲ့ချိန်နောက်ရသည်ကျတော့ချင်းပြောင်းရတာဘာလို့လဲဆိုတော့တခြားနီးပြတွေဟာဘင်းနီးစနစ်ပြောင်းရင်အဲ့ဒီနီးစနစ်ကိုလိုက်ပြီးတော့မှီအောင်ကစားနိုင်စွမ်းရှိတယ်เนาะဆိုတော့လီဗာပူးသင်းဆိုလို့ရှိရင်လည်းစနစ်တွေပြောင်းရတာပဲအာဆင်နယ်တို့ဘာလို့ဆိုလို့ရှိရင်လည်းစနစ်တွေပြောင်းရတာပဲเนาะ principality ပြောင်းချင်မှပြောင်းမယ်ဒါပေမဲ့တချို့ DD တွေပြောင်းရတာပဲကိုကဒါလုံးတက်လို့ဟိဆိုပြီးတော့အဲ့ဒီတပုံစံတသမထိန်ကျွန်တော်သွားလို့မရဘူး ဟုတ်တယ်အဲ့ဒီပြည်တနာကိုသူများတွေကဖြည့်ရှင်းနိုင်စွမ်းရှိတယ်။ဘယ်သူမှမင်းကောင်းလို့ဆိုပြီးတော့ဘေးမှာပုံပြီးတော့မင်းကိုကြည့်နေမှာမဟုတ်ဘူး။မင်းနဲ့တွေ့တဲ့အခါဘယ်လိုရင်ဆိုင်ရမလဲဆိုတာတွေကိုလိုက်လေ့လာနေမှာ။ဆိုတော့အမိုရင်ပြောတဲ့သူ့ရဲ့ပြိုင်ဘက်ကိုချင်းခဲ့တဲ့ပုံစံတွေသူ့ရဲ့အလုံးလုံးတဲ့ပုံစံတွေပြောင်းလဲမှာမဟုတ်ဘူးဆိုတာကကျွန်တော်တို့တကယ်စိတ်ပူစရာ။အားကြောင့်လဲဆိုတော့အကယ်လို့အမိုရင်ကိုဆက်ထားမေဆိုရင်အမိုရင်စီကဒီတဲ့ပူကောင်းတဲ့ performance လို့ကျွန်တော်ဒီတဲ့ပူကောင်းတဲ့ performance နော် အဲအဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှင် MRI ပြောင်းနေမှရမှာဆိုတော့အခုလက်ရှိဟာကကျွန်တော်ကပြကျွန်တော်တို့ကမှန်တယ်ပြောရင်3 back ပဲဖြစ်ဖြစ်မင်းမမင်း5 back ပဲဖြစ်ဖြစ်ပြဿနာမရှိဘူးเนาะ3 back မို့လို့ကစားပုံမကောင်းဘူးဆိုတော့အတိတ်ပဲမရှိဘူးလက်ရှိ Inter Milan Blue ကစားနေတယ်တည်တယ်မလားဒါပေမဲ့လို့အဲ့ဒီကစားသမားတွေရဲ့အံဝင်ခွင့်ကြဖြစ်မှုဒါတွေကကျွန်တော်ကြည့်ရတော့မှာဒါကြောင့်ဘယ်တော့ဘာပဲပြောရူဘင် MRI နေနဲ့ Manchester United ကိုလက်ရှိဆက်ရှိဖို့များတယ်ဒါအပြင်သူ့လုံးလိုက်တွေလုံးအပြောင်းလဲဖို့မရှိဘူးဆိုတော့ ကျွန်တော်တို့ဒီ3421နဲ့ပဲဆက်သွားပြီးတော့ဒီတိုင်းဒုံရင်ဒုံရင်ကြီးပဲတွားမှလာပေါ့လူရည်ဒီအပြောင်းအရွှေ့မှလည်းလူကျင်တဲ့တိုက်စစ်ကစားမတွေအားဖြစ်စီရလူတွေမရဘူးဆိုလို့ပေါ့ဒီပုံစံကြီးမဲ့ကျွန်တော်ဆက်သွားမှလာပေါ့အဲ့ဒါဆိုလို့ချင်တော့ဘာမှဖြစ်လာဖို့မရှိဘာမှဖြစ်လာဖို့မရှိဘူးဆိုတော့ဒါအပြင် MOD ကတော့ဗောနော်အကယ်လို့ United ပြည်သက်တွေတို့ United ပုတ်ဖွဲ့ဝင်တွေတို့ကသာသူဟာအတင်းတွေကျွန်တော်တို့တင့်တော်တဲ့ manager တယောက်မဟုတ်ဘူးဆိုလို့ရင်ဗောနော်ဖြတ်သွားဖို့ ready ပဲသူပြီးတော့ပြောထားတယ် ီမြန်မာဗျာဒီပြားတယောက်ကဒါမျိုးပြောလာတယ်ဆိုတော့စဉ်းစားကြပြန်အခုဆိုဘုတ်ဖွဲ့ဝင်ကစဉ်းစားတော့မှ OK ဒီကောင်ဘာလို့ပတ်ဒီလိုပြောတယ်ဘာလို့ဒီလိုပြောတယ်ပေါ့ငါတို့เนี่ยဒီကိစ္စတွေကပြိုက်ပြီးမှပြောမယ်ကိစ္စတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ OK MONY ငါတို့ကတော့မင်းကိုမယုံကြည်တော့ဘူးဆိုပြီးတော့လက်လွတ်လိုက်မယ်ဆိုရင်လည်းပဲကျွန်တော်ပြောရတာမျိုးဖြစ်ရင်ဖြစ်လာမှာပဲဒါပေမဲ့ကျွန်တော်တို့မထင်ပါဘူး။ဘင်ကိုဆက်ထားလိုက်မယ်ထင်ပါတယ်။တခြားနှီးပြတွေထဲမှာဆိုလို့ရှိရင်လည်းပဲသူတို့ယုံကြည်တဲ့နှီးပြတွေမရှိသေးလို့ပဲကျွန်တော်ယူဆရမှာပဲ။ဒါပေမဲ့လို့တေချာတာတခုကတော့ တို့အနေနဲ့ဒီ MOD ကိုဆက်ထားလိုက်မယ်လို့ကျွန်တော်ထင်တယ်။ MOD ကိုတိုင်ကထုတ်ဖို့နီးလည်းနေပြောနေတယ်ဆိုလို့ပြောပါဦးနော်။တော့ MOD နဲ့ Manchester United တော့တကယ်ကိုကန်ဆူးမှုမောင်ကြတဲ့ကာလတွေကိုကျွန်တော်မြင်နေရတာတို့ကိုစူးစူးဝါးပါပဲ။စိတ်လည်းညစ်စရာကောင်းလာပြီဘောနော်ကိုတင်နဲ့ပတ်သက်လို့ရှိရင်ကြီးပြပါပဲပြပြောကစားမားတွေပါပဲပြပြောပိုင်ရှင်တွေပါပဲပြပြောကျွန်တော်တို့ကိုစိတ်လို့ချောင်းလုံနိုင်စွမ်းမရှိတော့ဘူး။စိတ်လို့ချောင်းလုံနိုင်မှာမရှိတော့ဒါတော်လေးတိုင်ပတ်ပါတယ်။ညီကလေးရောဘယ်လိုမြင်ကြလဲ။ညီပြပြသူရူပင် MOD နေနဲ့ ီကစားတဲ့3421 system ကိုပြောင်းသင့်တယ်လို့ညီကတို့ထင်ကြလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ရောမပြောင်းသင့်ဘူးဒီတိုင်းပဲဆက်သွားပြီးတော့ကစားမားတွေကိုပဲအချိန်နှောင်းလုပ်သင့်တယ်လို့ညီကတို့ထင်ကြလား MOD နည်းနဲ့ဒီပုံစံနဲ့ဆက်သွားမယ်ဆိုရင်လက်ထဲမှာကောင်းလာနိုင်စွမ်းရှိတယ်လို့ညီကတို့ထင်ကြလားပြီးကြပါအောင်အားလုံးကိုကျေးဇူးများရပါတယ်